အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနဲ့ပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါလီဗာပူးသင်းရဲ့ချန်ပီယံလိအုပ်စုဆင့်ပထမအဦးဆုံးပွဲစဉ်တော့ဒါပြီးဆုံးတွေပြီလေဖြစ်တယ်ဒါပွဲဥထမှာဆိုလို့ရှိရင် Atletico Madrid အသင်းကိုအင်ကွင်းအန်ဖီမှာလက်ထံရှင်ပြိုင်တစားရရလာဖြစ်ပြီးတော့ပွဲပြီးရလက်ဒါ3-2ဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့တယ်ပေါ့နော်အာပြီးတဲ့ဝိတ်တန်မှာတော့ဒါကျွန်တော်တို့ဘန်လီအသင်း low block တစားရတယ်တကယ် ဘယ်လိုပြောမလဲဘတ်စတာကွတ်နဲ့ဒီဇိုင်းပေါ့နော်မြန်မာ crosso ဘတ်စတာကွတ်နဲ့ဒီဇိုင်းတဲ့ဒါအသင်းတသိန်းကိုရှင်ပြန်ထရဲဒီဇိုင်းရရပြီးချိန်ဒီမှာဆိုလို့ရှင် Liverpool fan တွေရဲ့စိတ်ထဲမှာဒီလို low block အသင်းနောက်တစ်သိန်းထပ်ပြီးတော့တွေးရမယ်ပြီးတော့ရှင် defensive group မှာလုံးဝအားတန်တဲ့အသင်းတသိန်းကိုထပ်ပြီးတွေးရမယ်ဆိုတဲ့အနေထားနဲ့ဒါ Atletico Madrid အသင်းနဲ့ပွဲစဉ်ကိုဒါမျှော်လင့်နေကြတယ်ပေါ့နော်ဒါအာမြန်မာပြည်သက်တွေတင်မဟုတ်ဘဲနဲ့ဒါ international ဘောလုံးပြည်သက်မှာဆိုလို့ရှင်လေဒီပွဲစဉ်ကဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲဆိုတဲ့ဟာကလက်စိတ်ဝင်စားဖို့တောင်းနေတယ်အဲ့ဒီ ိုင်တွေမှာ speculation တွေထွက်ထဲတာဆိုလို့ရှိရင်တော့ဒါအာဒီပွဲစဉ်ကအရန်ပြင်းဖြစ်နိုင်ကြရနှစ်ခုရှိရပါတော့ပရမတစ်ခုကဒီပွဲစဉ်ကအရန်ပြင်းစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအရန်စိတ်ဝင်စားစရာကောင်းတဲ့တပွဲစဉ်တစ်ပွဲဖြစ်နိုင်တယ်လို့တို့အားလုံးကသုံးသပ်ထည့်ကြတယ်အဲတကယ်ပွဲတစားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တွေဒါဒုတိယ လမ်းကြောင်းနဲ့ပို့ပြီးတော့နင်းနေဆက်ဆက်ရှိတယ်လို့ကျွန်တော်ပြောရမယ်။ဒီပွဲစဉ်ကကျွန်တော်တို့ပြင်းစရာကောင်းတာထပ်စားလို့ရှိရင်နှစ်သင်းစလုံးရဲ့ဒါအင်တိုက်အားတိုက်နဲ့ရှင်ပြန်ကစားခဲ့တဲ့ပုံစံတွေကိုတွေ့ရရပြီးတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အနေအထားတွေကိုမြင်တွေ့ရရတယ်။ဒီလိုဖြစ်ခဲ့တာဒါလည်းဒါလီဗာပူးအသင်းရဲ့ဒီပွဲအစပေါ့နော်9မိနစ်အတွင်းမှာ twin goal နဲ့ goal ရခဲ့တာကအများကြီးအထောက်အကူပြုတယ်လို့ကျွန်တော်ပြောရမယ်။ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လီဗာပူးအသင်းကဒါသူတို့အသင်းရဲ့အကောင်းဆုံးဒီ လူစင်းလိုပဲပွဲထုတ်လာတယ်ဒါပေမဲ့လည်းနည်းနည်းအပြောင်းလဲလေးပဲရှိတယ်ပေါ့နော်ညာနောက်ထပ်လူနေရာမှာဆိုလို့ရှိရင် frame bound ပြန်ပြီးပါဝင်လာတယ်ဘယ်နောက်ထပ်လူနေရာမှာတော့ဒါအာ robo ပြန်ပြီးပါဝင်လာတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် frame bound ရော robo ရောဒါဘယ်ညာတောင်းပန်တစ်ခုစလုံးကအတိုင်းထား total အလုပ်ဖြစ်ခဲ့တယ်ဒါ positive sign နဲ့ performance တစ်ခုပြထဲတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ် center back အတွဲထားလည်းဒီနေ့ပွဲစဉ်မှာ twin role နဲ့ role ပေးခဲ့ရတယ်ဆိုပေမဲ့အများများဆဆပြောစရာတိတ်ပြီးမရှိခဲ့ဘူး coin line နဲ့ရောက်တော့ဒီနေ့ပွဲစဉ်မှာတကယ်ကိုဒါလမ်းပြန်ထွက်နေတဲ့ခြေစွမ်းကိုပြသွားတယ်လို့ပဲကျွန်တော်ပြောရမှာ ဆို what slide နဲ့ dropbox နှစ်ယောက်စလုံးရဲ့ဒီနေ့ပွဲစဉ်အထူးသဖြင့်ဒါပထမပိုင်းမှာပြသခဲ့တဲ့ခြေစွမ်းတွေရဆိုလို့ရှိရင်တကယ်လို့ဒီရသည်မှာအကောင်းဆုံး level အသင်းရဲ့ဒါ queen လဲအတွဲဖက်လို့လည်းပြောလို့ရတယ်ဆို what slide queen လဲမှာတက်တစားတာနဲ့အတူတူအော်သူ queen လဲမှာပါလာတဲ့အတွက်နောက်ထပ်ခြေစွမ်းပြနိုင်တဲ့တစားသမားတစ်ယောက်တော့ပါလဲဆိုလို့ရှိရင် Florian Vars လို့ပြောရမှာပေါ့နော် Florian Vars နေတယ်ဆိုလို့ရှိရင်ဒါပိသက်တွေတချို့တွေသဘောမကျတဲ့ဟာကိုကျွန်တော်လက်ခံတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာသူရတဲ့ twin goal တွေရတဲ့ assist တွေတချို့မရတယ်ဘူး ဒါပေမဲ့လည်းတဖြည်းဖြည်းနဲ့အသင်းနဲ့ပို့ပြီးတော့အသားပိုကျလာတဲ့အနေအထားတွေမြင်တွေ့ရရတယ်။ပြီးတော့လို့ရှိရင်နောက်ထပ်တစ်ခုကတွင်းလဲမှာသူ့အနေနဲ့ floor အ support slide နဲ့တွဲပြီးတော့တစားရရတဲ့အနေအထားတွေမှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာပို့ပြီးတော့ Liverpool အသင်းအတွက်အထက်မြတ်တဲ့စွမ်းဆောင်ရည်တွေကိုပေးနိုင်တဲ့အနေအထားတွေကျွန်တော်တို့ပို့ပြီးမြင်တွေ့ရရတယ်ဗောနော်။တိုက်စစ်မှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဒါ Lesnar A set ကပရမအူဆုံးပွဲဥထွက်နေတဲ့တစားသွားရတယ်။တကယ်ကိုဟို eclectic ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှေ့ပုံရှေ့ပွဲစဉ်၄ပွဲမှာပြသွားတဲ့ခြေစမ်းလားသဘောကျစရာထောင်းတဲ့ခြေစမ်းတစ်ခုပေါ့နော်ဒါပေမဲ့ isat နဲ့ eclectic ကြားက graha မို့တချို့တလေတွေကိုတော့ကျွန်တော်တို့မြင်တွေ့လေရတယ် isat အနေနဲ့ဆိုလို့ရှိရင် eclectic လောက်သူ့အနေနဲ့ drop back တိပ်ပြီးတော့မရောက်ဖဲနဲ့ဒီဘယ်လိုပြောမလဲ chance တွေတော့ပို့ပြီးတော့ရအောင်ယူဖို့အတွက်ဒီစိတ်အားထက်သန်တဲ့အနေထားပြီးတော့လို့ရှိရင်တကယ် proper number 9တယောက်ရဲ့အသွင်တံတန်းတွေကိုကျွန်တော်တို့ပို့ပြီးမြင်တွေ့လေရလို့ပြောရမှာပေါ့နော်ဆာလာကတော့ ီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တကယ့်သူ့ရဲ့ခြေစွမ်းတော်တစ်ခုကိုပြန်ပြီးတော့ပြသသွားတယ်။ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့တကိုးသွင်းတယ်တကိုးအဆစ်ဆရာတယ်။ပရမအုပ်ဆုံးဒါရောဘတ်ဆန်ရဲ့အဲ twin goal မှာဆိုလို့ရှိရင်လည်းဆာလာရဲ့ free kick ကလည်းတစ်စက်ရောဘတ်ဆန်ကဒါလမ်းကြောင်းပြောင်းသွားတယ်ပြီးတော့သူ့အနေနဲ့ဒါသွင်းလို့ရတယ်ပြီးသားလို့ရှိရင်ဒုတိယအသွင်ကိုဆလာရိုတဲ့သွင်းခဲ့တဲ့သွင်းလို့မှာဆိုလို့ရှိရင်ဒါကအတိုက်ဆက်လစားသမားတယောက်တယောက်နေနဲ့ဒါ body roll ဘလို့ခုပြီးတော့ ရစားရမလဲဆိုတဲ့ဟာကိုကောင်းကောင်းကြီးပြသသွားခဲ့တဲ့အနေအထားတစ်ခုလို့ပဲကျွန်တော်တို့ကတော့ပြောချင်တယ်ဒီနေ့ပွဲစဉ်ကအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်လစ်ဗာပူးသိနေနေပေါ့နော်အရှိဒီလေးပွဲထားလို့ပဲအဲဒီလို့အချိန်ပိုအထိဒုတိယပိုင်းအချိန်ပိုအထိရအောင်ကျွန်တော်တို့အသေးအချေတစားထည့်ပြီးတော့မှသာလေဒါအာ နောက်ဆုံး minute ပေါ့နော် minute 60ကျော်မှသာလဲဒါအနိုင်ကိုတကူရခဲ့တယ်ဆိုပေမဲ့ဒီနေ့ပွဲစဉ်ရဲ့ခြေစွမ်းရပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုခြေနေမျိုးထိမရောက်သင့်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်အဲပြောရမယ်ဆိုလို့ရှိရင်တော့ဒါနောက်ဆုံးရစားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘန်လီရဲ့အသင်းနဲ့အာဆင်နယ်အသင်းအဲ့လိုပွဲစဉ်တွေထပ်စားလို့ရှိရင်အရှိအဲပွဲစဉ်တွေဖြစ်တဲ့ဒါဘုံမောက်အသင်းတောင်လို့ရှိရင်နျူကာဆယ်အသင်းတို့ရဲ့ပွဲစဉ်တွေပို့ပြီးတော့စင်တူတဲ့ပွဲစဉ်လို့ပြောရမယ်ကျွန်တော်တို့ဒီပို့ပြီးတော့ပြိုင်ဘက်ထပ်တာလွန်တဲ့ခြေစွမ်း အန်းနေကိုကျွန်တော်ပြနိုင်တယ်ဒါပေမဲ့လည်းဒီမထင်မှတ်ထားတဲ့မထင်မှတ်ထားတဲ့ဆိုတာထက်ပေါ့နော်အသင်းရဲ့ဒါအားနေချက်တခုလိုလည်းပြောလို့ရတယ်ကျွန်တော်ဗီဒီယိုမှာပြောအရှိလီဗာပူးအသင်းရဲ့ထန်စစ်ကြောင်းဘာတွေအားနေနေတာလဲဆိုတဲ့ဗီဒီယိုမှာပြောတဲ့သလိုပဲလီဗာပူးအသင်းကဒါ တပွဲလုံးတိုင်းနိုင်ရာ transit ပိုင်းလာဘာမှအပြစ်ပြောစရာမရှိအောင်တစားတဲ့လေဆိုရင်တော့တချို့ minute တွေမှာဆိုလို့ရှိရင်အာယုံစူးဆိုင်မှုနည်းပြီးတော့ twin glow တွေခွင့်ပြုတဲ့ရတဲ့ပြဿနာကဒါဒီရာတင်မှမဟုတ်ဘူးရှေးဟေး garden club လက်ထက်တွေကကျွန်တော်တို့တောက်လျှောက်ပြောတဲ့ရတဲ့ topic တစ်ခုလို့ပဲပြောရမှာပေါ့နော်အဲ့ဒီပြဿနာဒါပဲဒီနေ့ပွဲစဉ်မှာ liverpool သင်းအတွက်ဒါ payroll no goal ကိုဖြစ်စေရလို့ပြောရမှာပရမအုံးဆုံး laurent သင်းရတဲ့ twin glow မှာဆိုလို့ရှိရင်ဒါ liverpool အသင်းနေနဲ့ပွဲပြေးတန်ဒီမှာအာအာယုံစူးဆိုင်မှုကြာစင်းနေတယ်အဲ့အနေထားကနေပဲ twin သွင်းရိုးပေးရတယ်ဒုတိယသွင်းရိုးလော်ရန်တီမိနစ်80ကျော်မှာသွင်းယူရတဲ့သွင်းရိုးမှာဆိုလို့ရှိရင်လည်းဒါခရနာဘရက်လီနေနဲ့မလိုအပ်ဘဲနဲ့ပေါ့နော်သူ့ကြောင့်မလိုအပ်ဘဲနဲ့ပေးရတဲ့လက်ပြတော့လက်ပြဘောထားနေတဲ့စင်တာလော်ရန်တီကန်နဲ့ကန်လိုက်တဲ့ဟာကိုနူဇာဝန်လာနဲ့ဒါအလက်စ်မက်ထရလက်စတာနဲ့ထိပြီးတော့လမ်းကြောင်းပြောင်းပြီးတော့ကျွန်တော်တို့ဒါအာ အတလတီကိုမက်ထရစ်အသင်းကဒုတိယမြောက်ခြေပါရိုးလို့ရသွားတယ်။အဲ့အတွက်ဆိုလို့ရှိရင်လီဗာပူးသင်းနေတဲ့ဟာဒီနေ့80မိနစ်မှာအာပေရိုပေးလဲရတယ်ဆိုတဲ့အတွက်အတလတီကိုရအမှန်တိုင်းပြောလို့ရှိရင်ဒီပွဲစားလဲတာသူတို့နေ defensive ကိုပို့ပြီးတော့အာအာယုံစိုက်ပြီးတော့မှလီဗာပူးသင်းကိုတစားကျင်တဲ့ပုံစံ။ဒါပေမဲ့လည်းလီဗာပူးသင်းကမထင်မှန်တဖဲနဲ့ဒါပွဲစားမှာ ်ဆော့စစ်စစ် twin row တွေရလိုက်တဲ့အတွက်သူတို့အနေနဲ့တပွဲလုံးတိုင်းတိုင်းရမိနစ်80ကျော်အထိဒါအပြန်အလှန်ဖွင့်ပြီးတော့တစားလဲရတယ်ဆိုတဲ့အနေအထားပေါ့နော်အဲအဲ့ဒီမိနစ်80ကျော်ကိုရပြီးရနောက်ပိုင်းမှာဆိုလို့ရှိရင် athletic tone နဲ့ပြန်ပြီးထိုင်သွားတဲ့အနေအထားမှာဆိုလို့ရှိရင် liverpool team က chance တွေပြန်ပြီးတော့ trail လုပ်နိုင်တယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် liverpool team ကဒီနေ့ပွဲစဉ်မှာ ျွန်တော်အတွင်းကိုသုံးလို့ရတယ်တယ်အတွင်းကိုသုံးလို့ထပ်ပူတဲ့အတွင်းကိုတွေကျွန်တော်ပို့ပြီးရခဲ့တဲ့လို့ထင်တယ်အာဆာလာတိုင်ထိသွားတဲ့အလုံးပြီးသွားလို့ရှိရင်ဒါ acrylic ပွဲပြီးတန်နေမှာတန်တဲ့အလုံး iset တန်လဲနှစ်ချိန်လောက်ရှိတယ်ပြီးသွားလို့ရှိရင် florian vase ရတဲ့အခွင့်အရေးတစ်ချိန်လောက်ရှိတယ်ကျွန်တော်တို့ဒီ၅ချိန်ကလည်းအတွင်းကိုနှစ်ဂိုးလောက်ထိအနည်းဆုံးနီးနီးတက်တက်ကြားနိုင်နေတဲ့အနေထားလေးရှိတယ်ဒါပေမဲ့လည်းတိုက်စစ်တစားသမားတွေရဲ့ နေ့နေ့ပွဲစဉ်မှာလွဲချော်မှုတွေကြောင့်ဒါလည်းကျွန်တော်တို့ဒီပွဲပိတန်နေပေါ့နော်မိနစ်60ကျော်90 +2 ထိကျွန်တော်ဒီလောက်ထိရုံးတန်လဲရတဲ့အနေထားလို့ပြောရမယ်။အခြေစွမ်းဖိုင်းရပြောရမယ်ဆိုလို့ရှိရင်တော့ဒီတရားဒီလုံးကစားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် chance တွေ create လုပ်နိုင်တဲ့ဟာတွေကျွန်တော်တို့ဟိုအ play play တွေသွားတဲ့ပုံစံတွေဒါ မှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ်။အဲကျွန်တော်ပရီးမီးယားလိပွဲစဉ်မှာအရှိပွဲစဉ်၄ပွဲမှာကျွန်တော်မြင်တွေ့ခြင်းတဲ့ပုံစံတွေလို့ပြောလို့ရတယ်။ဒါပေမဲ့ဒါကချန်ပီယံလိပွဲစဉ်ပရီးမီးယားလိပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ space တွေဒီလောက်ထိတော့မရနိုင်ဘူးလို့ထင်တယ်။ဒါပေမဲ့လည်းဒီနေ့ပွဲစဉ်ကနေကျွန်တော်တို့ရခဲ့တဲ့အမျက်တစ်ခုတော့ဗာလဲဆိုလို့ရှိရင်နောက်လာမဲ့ Wigan မှာကျွန်တော် Everton အသင်းနဲ့တစားရမယ်။ Everton အသင်းနဲ့တစားရမယ့်အချိန်မှာဆိုလို့ရှိရင် Everton အသင်းကကျိန်းနေတယ်ကျွန်တော်တို့ Ban လေးအသင်းတစားခဲ့တဲ့ပုံစံပြီးသွားလို့ရှိရင် Athletic တို့တစားခြင်းတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ကိုဆက်ပြီးတော့တစား ားအောင်ပါပဲအဲ့လိုနေထားမှာဆိုလို့ရှိရင်လည်းလီဗာပူးသင်းနေတယ်ဒီနေ့လိုမျိုးပဲပေါ့နော်ဖြစ်နိုင်တဲ့ best scenario တခုကဘာလဲဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်လိုပဲ twin goal တွေကိုစောစစ်စစ်ရထားမယ်တကောလောက်ရထားမယ်ဆိုလို့ရှိရင်တော့ပွဲတော့ပို့ပြီး open ဖြစ်သွားနိုင်တယ်အဲ့လိုအနေထားမှာ liverpool အနေနဲ့ chance တွေပို့ပြီးတော့ရနိုင်တဲ့အနေထားရှိတယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဒီထုံးစံအတိုင်းပဲဒါတော်တော်ကြီးရထိုးဖောက်ပြီးတော့ကန်အမယ်အနေထားမှာရှိတယ်ကျွန်တော်အတွက်တော့ဒါ everton သင်းမလား liverpool athletic တို့ထပ်စားလို့ရှိရင်ကျွန်တော်တို့အတွက်ပို့ပြီးတော့ကစားအထက်တဲ့အသင်းဖြစ်တဲ့အတွက်ဒါ အာဒီနေ့ပွဲစဉ်မှာပြသထားတဲ့အခြေစွမ်းတက်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေစွမ်းတွေပြသဖို့လိုတယ်အဲ overall ရပြောရမယ်ဆိုလို့ချင်ရင်ဒီနေ့ပွဲစဉ်မှာတစားသမားအားလုံးဝင်တစားတဲ့တစားသမားအားလုံးခြေစွမ်းအတိုင်းအတာထိုးထိခြေစွမ်းတော့ပြသတယ်လို့ကျွန်တော်ပြောလို့ရမယ်ဒါပေမဲ့လည်းဒါ beta one not trophy တက်ပို့ပြသလို့ချင်လူစားဝင်လာတဲ့ဒီ Alexis Mathelas ပြသလို့ချင် Connor Bradley ဒီတစားသမား၃ယောက်ကလည်းနည်းနည်းလေးဒီနေ့ပွဲစဉ်မှာရုံးတံရရတဲ့အနေထားလို့ပဲကျွန်တော်ပြောရမယ်ပေါ့နော်အထူးသဖြင့်ဆိုလို့ချင် Connor Bradley နေနဲ့ဒီနေ့ပွဲစဉ်ပြသတဲ့ခြေစွမ်းတော့ အာတော်တော်လေးစိုးရင်စရာကောင်းနေနေထားပါတော့အကျွန်တော်တို့အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင် right back နေရာက frame bounder ဆာလို့ရှိရင် corner bradley ကိုပို့သဘောကြတာဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ bradley ပြသတဲ့ခြေစံကတော့နည်းနည်းလေးစိုးရင်စရာကောင်းတယ်နောက်ထပ်တစ်ခုက lesser matterlaster အနေနဲ့ liverpool အသင်းအတွက်လက်ရှိအနေထားရဆိုလို့ရှိရင်တော်တော်လေး အဲပွဲပန်းနေတာပဲဖြစ်ဒါမှမဟုတ်ရှင်ပြင်ပပေါ့နော်လူမှုရေးကိစ္စတစ်ခုခုကြောင့်မဟုတ်လို့အရန်ပင်ပန်းနေတဲ့ပုံစံပေါက်တဲ့အတွက်လက်ရှိအနေထားရတော့ဒါ Queen လေအထိုင်တော့ Gravenberg Super Slide Florian Vas ပုံစံဆက်သွားတာကောင်းတယ်ပြီးသားလို့ရှင် Target Zone ပြန်ပါလာနိုင်တော့ Target Zone မှာထည့်လို့ရှင်တော့နည်းနည်းလေးဒီ Metalster နေနဲ့အနားရမယ့်အနေထားတွေကိုတော့မျှော်လင့်ထားရလို့ပြောရင်းနဲ့ဒါအာ ီနေ့ပြောဒီနေ့ပွဲစဉ်ကတော့လီဗာပူးသင်းအတွက်တကယ်ထိုက်တဲ့တန်တန်နိုင်ရတယ်လားဒီလောက်ထိမယုံတန်ရတဲ့ဦးဒီထက်ပိုပြီးတော့ကိုးပြက်ပြီးနိုင်တဲ့နယ်လို့ပြောရင်းနဲ့ဒီပွဲပြီး30ချက်တို့ဒီမှာပဲရန်နာကြပါတယ်ဒီဗီဒီယိုလေးတို့ဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်